တင်းတော်လုံးပဲမင်္ဂလာပါเนาะကျွန်တော် software လေးနဲ့ပဲလုပ်နေရကြာသွားပြီပေါ့เนาะကျွန်တော်ဖြားနေရနဲ့အတန်အဆင်မပြေလို့ software လေးနဲ့လုပ်ခြင်းဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့အခုလာမဲ့၉ချိန်အတွက်ပေါ့เนาะကျွန်တော်ရရှိထားတဲ့ကြာတစ်ခွက်တည်းပေါ့เนาะကျွန်တော်တို့တည်ကစားမဲ့ခဏတစ်ခွက်ဖြစ်ပါတယ်ဗျဒါဆိုရင်တူတူလိုက်ပြီးတော့ကြည့်ကြည့်အောင်เนาะကျွန်တော်ဒီမှာရှိနေတဲ့ number 3ပေါ့เนาะဒီ number 3ဒီကျွန်တော်တို့သူနက်ခတ်ဆိုဒီလို၃လုံးပေါင်းခြင်းကเนาะ ခွန်3ည8ဆိုတဲ့ပေါင်ခြင်းက3နှက်ကျွန်တော်တို့5လို့ကျွန်တော်တို့ရိုက်ပြီးတယ်เนาะ3 3နှက်8 3ညခွန်ပေါင်ခြင်းနံပါတ်ဒီနံပါတ်5ဖြစ်ပါတယ်เนาะဒါဆိုရင်နောက်အောက်ကိုဆက်ပြီးကြည့်ပါမယ်1နှစ်3 3ဝင်ချပြီးတဲ့နောက်မှာဒီမှာကျွန်တော်တို့3ညဆိုပြီးတော့တွေ့တယ်เนาะဒီ3ညเนาะ3ညဒီ3ညရဲ့နှက်ဆိုပြီးတော့ဒီမှာ5 9 3ပေါင်ခြင်းနံပါတ်နံပါတ်ဒီ ခွန်ဖြစ်ပါတယ်เนาะဒုညာနကခွန်ဖြစ်တယ်1 2 3သုံးမင်းချပြီးတဲ့အောင်မှာကျွန်တော်တို့ပါရှိနေတယ်နံပါတ်ခွန်ဆိုပြီးတော့ကျွန်တော်တို့ရှိနေတယ်ပေါ့နော်ဒီနံပါတ်ခွန်ဒီဒီလိုသုံးလုံးပေါင်းခြင်းခွန်နက်ခတ်ကျွန်တော်တို့ပါကြပြရမလဲသုံးညဆိုတဲ့ကဏ္ဍကိုကြပြရမယ်ခွန်နက်ခတ်သုံးညเนาะဒါဆိုရင်ဒီမှာက2 8သုံးညဆိုပြီးတော့ကျွန်တော်တို့ကြပြလို့ရပါပြီเนาะသုံးညထိပ်စီဖြစ်ပါတယ်ဗျโอเคသုံးညထိပ်စီရပြီဆိုရင်နောက်ထပ်ကျွန်တော်တို့ ခါတိုင်းပေါ့နော်ခါတိုင်းမပြခင်မှာကျွန်တော်အပေလေးအရင်ပြပေးပါမယ်နော် အပေဒီနံပါတ်၈ပေါ့နော်ဒီမှာနံပါတ်၈ရှိတယ်နံပါတ်၈ဒီဒီလို99ဆိုတော့ပေါင်းချင်း၈ဒီ၈လို့ကြားတယ်နော်ဒီမှာနံပါတ်၈ဆိုပြီးတော့ကြားတယ်ပေါ့နော်တပင်တပင်၃ခွင်အောင်ပါရှိနေတာဒီကျွန်တော်နံပါတ်9ဆိုတာရှိတယ်ပေါ့နော်ခွန်ဒီလည်းကျွန်တော်တပင်ချားမှာ၄၃ဆိုတော့ပေါင်းချင်းနံပါတ်ခွန်ဒီကျွန်တော်တို့ခွန်လို့ကြားပါနော် တပင်နှစ်ပင်သုံးပင်ချိုင်အောင်မှာကျွန်တော်တို့ရှင်းနေတာဒီနံပါတ်မှ6ပါနော်86ဒီလိုလက်စီနီယာကြိုက်တယ်ပေါ့နော်ဒါဆိုရင်တပင်ချာမှာ88ပေါင်းချင်း6ဆိုပြီးတော့ကျွန်တော်တို့ရှစ်အပိတ်လေးဒီမှာဖမ်းမယ်ပေါ့နော်ဒါဆိုရင်ဒီမှာ6 86ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ပေါ့နော်ဒီလိုကျွန်တော်တို့၃လုံးပေါင်းခြင်းပေါ့နော် သုံးလုံးပေါင်းခြင်း6 3ညခွန်နော်6ရဲ့ကျွန်တော်တို့3ညရဲ့ခွန်ရဲ့ပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်3ဆိုပြီးတော့ဒီဘက်မှာဒီလိုယူလို့ရတယ်လို့နော်ဒီ3ပေါ့နော်3ရပြီ3ပြီးတော့ကျွန်တော်ဒီမှာတပင်ကြားမှာပေါ့နော်ခွန်6 6ပေါင်းခြင်းနံပါတ်1နော်3 1 3 1 1 1ဆိုပြီးတော့ကျွန်တော်ဒီမှာ1အပိတ် sorry 1ခါပေါ့နော်ကျွန်တော်ဒီလိုယူလို့ရတယ် ပြီးရင်နောက်ထပ်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့ယူလို့ရတာဒီဒီလိုနှလုံးပေါင်းခြင်း6ခွန်းနော်6ခွန်းနှလုံးပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်ဒီနံပါတ်3ဖြစ်တယ်နော်ဒီမှာလည်းကျွန်တော်တို့နံပါတ်3ဖြစ်တယ်ခွန်း6ပေါင်းခြင်းဒီနံပါတ်3ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာ1 1ဆိုလဲပေါင်းခြင်းဒီလဲနံပါတ်3ဖြစ်တယ်နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီမှာနံပါတ်1ခါဒီလဲ ကျွန်တော်တို့နှစ်ဆိုင်သွားညီတယ်ရှက်ပိတ်တည်တယ်နှစ်ဆိုင်သွားညီတယ်ပေါ့နော်ဒီတော့ကြောင့်တုံညာထိတ်စီကမကြိုက်တဲ့တငယ်ချင်းတွေကကျွန်တော်တို့ရှစ်ထိတ်စီတွေဆွဲပြီးတော့ကစားလို့ရတယ်ကျွန်တော်အခုထုတ်ပေးလိုက်တာကတော့တုံညာဒစ်ရှစ်ဖြစ်ပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတူတင်ပါတယ်ကြိုက်နေတဲ့တငယ်ချင်းတွေကန်ဆယ်ကြည့်ပါကြဒါပဲပါ